အားလုံးပဲမင်္ဂလာပါမယ်နီယူ channel ကနေအားလုံးကြိုဆိုပါရစေကျွန်တော်ဒီကနေ့မှာတော့ Manchester United နဲ့ပတ်သက်ပြီးကစားသမားပြောင်းရွှေ့နောက်ဆုံးအသတင်းတွေပို့ရှိပါတယ်ဒါကတော့ Ghana ရှင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့နောက်ဆုံးထွက်ပေါ်လာတဲ့အရှင်တွေတကူပေါ့ဆွေးနွေးကြအောင်ကျွန်တော်ကလည်းဗီဒီယိုတင်တာဒီကနေ့မှာနောက်ကြပါတယ်စားသမားတွေအလုတ်ကပြန်နေပြီးလို့ချင်းကျွန်တော်ဒီဖုန်းနဲ့ပတ်သက်ပြီးတော့ accessory တွေပေါ့ဗျာဖုန်းပြင်တာညီကိုတို့မှာဖုန်းတွေပါတယ်ပြင်ဖို့ရှိလို့ရှိရင်လည်းကျွန်တော်ဆက်သွေးပါအောင်ကျွန်တော်ဖုန်းတွေပါတယ်လေးပြင်နေလူကအလုတ်တစ်ခုတွေလုံးလို့မရဘူးလေ အလုပ်ကလေးလုပ်ရတယ်ပြီးလို့ရှိရင်ဖုန်းကလေးပြင်ရတယ်ဆိုတော့စာသမားတွေနောက်ကြတည်းတဲ့ sorry ပါအားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ letter law မှာဆိုရင်အပြောင်းရွှေ့ဈေးကွက်ကခဏပိတ်ထားတယ်လို့ကျွန်တော်သိရှိထားတယ်လာမယ့်စစ်ချောင်းရဲ့နေ့မှာမှအနွေရည်ဈေးကွက်အတွက်ကိုပြန်ပြီးတော့ဖွင့်ဖို့ရှိနေတယ်ဆိုတော့ကျွန်တော်တို့ဒီဂါနာရှင်နဲ့ပတ်သက်ပြီးတော့ပြောကြည့်အောင်မက်ရှစ်ဆာနဲ့တဲ့အင်္ဂါပေါ့ဗျာတောင်မဲကစားသမားဂါနာရှိုးကိုပေါင်သက်80တိတက်မဲထားတယ်ဆိုပြီးတော့ကျွန်တော်တို့သိရှိထားရတယ် အက်စတန်ဗီလာ၊ရှက်စီ၊အာဆင်နယ်၊အက်တလက်တီကို၊နာပိုလီ၊လီဗာပူးစီအသင်းတို့ဟာဆိုရင်ဂါနာရှိုကိုခေါ်ယူဖို့အတွက်အမေရိကန်ကြိုးပမ်းမှုတွေရှိနေကြတယ်ဆိုပြီးတော့ကျွန်တော်တို့သတင်းတွေတချို့ထွက်ပေါ်လာတယ်။အသင်းဘက်ကလည်းဂါနာရှိုကိုနူယာတီဈေးကွက်မှာအမေရိကန်ဆုံးရောင်းချဖို့အတွက်ဥတည်ထားတဲ့အတွက်သူတို့အသင်းနေကြမှာပေါ့ဗျာ။ဘေးအသင်းကခေါ်နိုင်ပြီလေဆိုတော့ကျွန်တော်စောင့်ကြည့်ရမှာ။အခုလေတလောအချိန်နေမှာဆိုရင်အော်ဘေးအသင်းကမှာအာနာရှိုကိုတိတိကျကျနဲ့တင်ဝင်ကဲလဲမှုတွေပြုလုပ်ထားတာမရှိသေးဘူးတိုးတော်ညာလဲ ဒီအသင်းတွေဒီမှာဆိုရင်အထူးသဖြင့်ကျွန်တော်ပရီးမီးယားလိဂ်ကလည်းအသင်းတွေဖြစ်တဲ့ Aston Villa, Chelsea, Arsenal အဲ့ဒီ၃သင်းတွေက Arsenal နဲ့ Chelsea ဆိုရင်ကျွန်တော်မနေ့ကဗီဒီယိုမှာလည်းပြောခဲ့တယ်လို့ပါပဲအမေကန်ဆုံးအပြိုင်ပြိုးပန်းဖို့ရှိနေတယ်ဆိုပြီးတော့ကျွန်တော် Fabrizio Romano ကလည်း report လုပ်ထားတယ်ဆိုတော့ဆာမတော်ရ Aston Villa အနေနဲ့ကတော့ကျွန်တော်တို့ဒီခေါ်ယူနိုင်ဖို့ကတော့လုံးဝရှိမယ်လို့မထင်ဘူးဘာဖြစ်လို့ဆိုတော့သူတို့မှာ FFA စီးမိပြည့်စုံလို့ဒီလိုမျိုးဘယ်တားရဲ့အကျင့်တွေကလည်းသူတို့အတွက်ရှိနေတဲ့အတွက် ကစားသမားဖြစ်သူကိုအက်စတန်ဗီလာဖက်ကတော့ခေါ်ယူဖို့ကြိုးပမ်းနေမှာမဟုတ်ဘူးလို့ကျွန်တော်ယူဆတယ်။တတိယနေ့ကတော့ကျွန်တော်ထွက်တယ်။ရှက်စီနဲ့အာဆင်နယ်ကတော့လက်တလုံးမှာဆိုရင်အာဆင်နယ်ကပို့ပြီးတော့တောင်ဂါနာရှိုကိုပြင်မဲ့ထပ်ဆောင်ကြည့်နေတယ်။ချက်စီနဲ့အပြိုင်လေးခေါ်ယူဖို့အတွက်ကြိုးပမ်းနေတယ်ဆိုပြီးတော့ကျွန်တော်တတိယနေ့ထွက်ပေါ်လာတယ်။အဲဆိုတော့ဂါနာရှိုကိုမန်ချက်စတာယူနိုက်တက်အသင်းကပေါင်သဲ80တိတက်မဲ့ထားတယ်ဆိုတာကတော့ကစားသမားဖြစ်သူအနေထားကိုကြည့်လိုက်လို့ချင်းအသက်က20ပဲရှိသေးတယ်။ ရီးမားလိမှာအဝင်ခွင့်ကြကစားနိုင်တယ်ပရီးမားလိလည်းမဟုတ်ပါဘူးကစားသမားဖြစ်သူကကျွန်တော်မက်ဆောင်နေတဲ့အသေးနဲ့ရုပ်ကယ်မှုလေးရှိနေတယ်ဆိုတော့ညာလေသူ့ရဲ့ quality ကတကယ်ကိုကောင်းတဲ့အခြေအနေတခုမှရှိနေတယ်အထူးသဖြင့်ကျွန်တော် Chelsea တို့ Arsenal တို့နဲ့ဆိုရင်သူ့ရဲ့ကစားပုံတွေကတတော်အဆင်ပြေတယ်ဆိုတော့တကယ်လို့မဟုတ်ပါဗျာကျွန်တော်တို့ဒီ Atletico တို့ Napoli ပြီးလို့ရှိရင် Liverpool တို့ Juventus တို့အဲ့လိုမျိုးအသင်းတွေကဂါနာရှိကိုကျိုးပဲ့ခဲ့ပြီဆိုရင်တော့ပေါင်သက်90ဒီ ပေးဖို့အစီအစဉ်တော့ရှိမနေဘူးတခြားအသင်းတွေပဲကျွန်တော်တို့ပရီးမီးယားလိမ်မှာဆိုရင်အက်စတန်ဗီလာတို့အထားလိုက်ပါကျွန်တော်ရှက်စီတို့အာဆင်နယ်တို့အသင်းတို့ဆိုရင်ပေးကောင်းပေးနိုင်တယ်ရှက်စီဆိုရင်လည်းငွေကြေးပိုင်းမှာဆိုရင်ပေးနိုင်လို့တဲ့ပမာဏရှိတဲ့အာဆင်နယ်ဆိုရင်လည်းထိုနယ်၎င်းပဲအထူးသဖြင့်အာဆင်နယ်နေပြအာဒီဒါဆိုရင်ကစားသမားဖြစ်သူကိုတော်တော်သဘောကျနေဆိုတော့ကျွန်တော်မနေ့ကလေးဗီဒီယိုမှာပြောသလိုပါပဲအာဆင်နယ်တို့ရှက်စီအသင်းတို့ကိုကိုကစားသမားလေးကိုမရောက်စေချင်ဘူးတခုတော့ရှိတာပေါ့ဗျာ အသေးဘက်ကပေါင်သက်90ရရင်တော့မင်းရှက်စီကိုရောက်မလားရောက်မလဲအာဆင်နယ်ကိုရောက်မလားရောက်မလဲဘာဖြစ်လို့လဲဆိုရင်ကျွန်တော်တို့အသင်းအတွက်ကတော့အရေးကြီးဆုံးကဘတ်ဂျက်လိုအပ်နေတယ်အတင်းအနေနဲ့လာမယ့်ရာသီမှာဆိုရင်ချန်ပီယံလိမ့်မဝင်ဘူးဥရောပလိမ့်အနေထားမှာမရှိတဲ့အတွက်ကိုရီးယားအနေနဲ့တုံ့ပြန်ရမယ့် budget တွေအဆင်မပြေဘူးကစားသမောက်ခေါ်မှုဘိုင်းနေမှာလေအားနေနေတယ်ဒါကြောင့်ကျွန်တော်တို့အတင်းက အကြီးကြီးတွေကစားသမားတွေကိုထိန်းထားပြီးတော့လဲလဲသေးတဲ့ကစားသမားတွေကိုရောင်းရှာမယ်ဆိုရင်တော့ဈေးတစ်ခုရောက်ဖို့လိုတယ်ဒီနေရာမှာကျွန်တော်တို့ပေါင်သဲ80ဆိုတာကတော့တခြားအသင်းတွေဘက်ကစဉ်းစားကြည့်ရလို့ချင်းများပါတယ်များတော့များတယ်အဲတဲ80နဲ့ကျွန်တော်တို့ရောင်းရှာဖို့အတွက်လှုပ်ဆောင်နေတဲ့အနေအထားတစ်ခုမှာတော့နေနေတော့ခက်ခဲလိမ့်မယ်တို့တော့ညာလေကျွန်တော်ခုနပြောသလိုပါပဲကစားသမားရဲ့အသက်ရေပိုင်းအသက်က20ပဲရှိသေးတယ်ပြီးလို့ချင်းတကယ့်ကိုအတိုးလို့ယုံရတဲ့နဲ့ကောင်းမွန်တဲ့အနေအထားတစ်ခုမှရှိနေတယ် အမရိလက်ထက်မှာအစင်မပြေဘူးလေဒါကျွန်တော်ဖြစ်ပေါ်နေတဲ့အတွက်အတင်းကနေရောက်လျှောက်ဖို့အတွက်ပြင်မဲ့ထားပြီးတော့ဥတည်ခဲ့တဲ့ပုံစံအနေထားပေါ့ဗျာဆိုတော့ဒါကမက်ရှစ်ဆာဦးနဲ့အတင်းရဲ့တောင်ပယ်ကစားသမားဂါနာရှင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်နောက်ဆုံးထွက်ပေါ်လာတဲ့အနေအထားတစ်ခုပေါ့လစ်တလောမှာဆိုရင်ကျွန်တော်ပြောင်းရွှေ့တည်တင်းတွေကတော့ထူထူတက်လာတော့မရှိသေးဘူးကျွန်တော်16ရက်နေ့မှာပြန်စမယ်တိုးတော်ညာလဲ အပြောင်းရွှေ့ဈေးကွက်ကပိတ်တယ်ဆိုပေမဲ့လို့တတိယနေ့ကတော့ကျွန်တော်တို့ထွက်ပေါ်လာဖို့ရှိနေတာပေါ့ဗျာအာရပိုတာတွေကတတိယနေ့ထွက်ပေါ်လာမယ်ဖာဘီဆူရိုမန်တို့ကတတိယနေ့ထွက်ပေါ်လာမယ်စကိုင်းစပေါ်တို့စားတဲ့ဂျာနယ်လေးတွေကလည်းကျွန်တော်တတိယနေ့ထွက်ပေါ်ဖို့ရှိနေတဲ့အတွက်အပြောင်းရွှေ့ဈေးကွက်ပိတ်ရင်လည်းပဲကျွန်တော်တို့တတိယနေ့ကတော့စတိတ်ဆိုဆိုလို့လာဖို့ရှိနေတယ်ဆုရဆာသမောက်တွေကျွန်တော်တို့ဒီဂါနာရှင်နဲ့ပတ်သက်လို့ညီကိုတို့ဘယ်လိုထင်မြင်ကြရှိလဲအထူးသဖြင့်ကျွန်တော်တို့ဂါနာရှင်ကိုမန်ချက်စတာနဲ့နေတဲ့ကနေရောဒီဈေးကွက်ကာလော်ဒီတို့မှာရောင်းရှားဖို့အနေထားအရာဆိုရင်အမေခံဆုံးဖြစ်မလား ဒီကစားသမားလေးကိုကျွန်တော်တို့ပေါင်သက်80ကရရှိဖို့ထင်မြင်မိလားကျွန်တော်ကတော့ဗျာမထင်ပါဘူးဘာဖြစ်လို့ဆိုတော့ကိုအတင်းကဒီမျိုးတွေဘုတ်ဖွင့်ဝင်တွေအနေထားမှာဆိုရင် ရောက်ရှာတဲ့ကစားသမားတွေကဈေးအဲ့လောက်မရဘူးအခုကျွန်တော်ရှက်စီတို့အာဆင်နယ်တို့ကအပြိုင်ဆိုင်ကြိုးပမ်းမှုရှိနေတယ်ဆိုပေမဲ့လို့တရင်ဝင်ကျွန်တော်တို့ဘေးအတင်းကမှကယ်လည်မှုမရှိသေးဘူးဒီလိုမျိုးအနေထားတစ်ခုကြောင့် ကစားသမားဖြစ်သူကိုတခြားသောအသင်းတွေဖြစ်သေးကျွန်တော်အက်တလက်တီကိုနာပိုလီလေဗာကူဆေဂျူပီတက်စားတဲ့အသင်းတွေကိုပဲရောက်တော့နိုင်ရရှိတယ်ပြောလို့တော့မရဘူးဒီများလေးကလေးအသင်းတွေကလည်းခေါ်ယူကောင်းခေါ်ယူနိုင်တယ်ဘာလို့ဆိုတော့အချက်စီတို့အာဆင်နယ်တို့ဆိုတာကငွေကြေးအင်အားတောင့်နေကိုအသင်းကလည်းငွေကြေးပိုင်းမှာလွတ်အဲ့နေတဲ့အတွက်တကီလိုမီပေါင်သက်80ရာရောင်းပလက်ဘာဖြစ်လဲဟုတ်တယ်မလားအဓိကကျွန်တော်တို့ကငွေရဖို့လိုတယ်အဲဒွေးနေတဲ့နေရာတွေမှာအားပြဖို့လိုတယ် ိုက်စစ်ကျွန်တော်ရရှိမဲ့ဝိုင်းလဲဘလို့မှအခြေအနေမကောင်းဘူးအခုဈေးကွဲခနာဖွင့်တဲ့ကာလတစ်ခုမှဆိုရင်ကျွန်တော်ကစားသမားတစ်ယောက်လောက်ပဲခေါ်နေခဲ့တာဟုတ်တယ်မလားရှားတဲ့နေကဆိုရင်ကစားသမားခေါ်မှုမှ၂ယောက်၃ယောက်အဲ့လိုမျိုးခေါ်ထားခဲ့တာနေရာဒီဈေးကွဲအမေကမဟုတ်သေးဘူးနော်လက်တလို့ကျွန်တော်တို့ဈေးကွဲဖွင့်တာဆိုတော့ဈေးကွဲကကျွန်တော်စစ်ချောင်းရဲ့နေမှာပြန်ဖွင့်မယ်အဲ့လိုမျိုးအနေထားတစ်ခုမှကိုတင်ကပြင်မဲ့ထားတဲ့ကစားသမားတွေဘသူတွေအတင်းကိုရောက်ရှိလာဖို့ရှိမလဲအခုကျွန်တော်တို့ ဘရေဘိုတိုက်စီကစားသမားတယောက်ဖြစ်တဲ့အန်ဘူမိုကိုမက်ဆောင်နေတဲ့အသင်းကအသေးအံကျိုးပဲခေါ်ယူဖို့တဲ့လှုပ်ဆောင်နေတယ်။ဒါပေမဲ့လို့ပြိုင်ဖက်အသင်းတွေကဟိုဂျာကနေခုတ်ယူလာလို့ရှိတယ်။လို့စပါအသင်းဆိုရင်ကစားသမားရောနေပြရောအပြိုင်ခေါ်ယူဖို့ကျိုးပဲနေတဲ့အတွက်ကျွန်တော်အသင်းအတွက်ကတော့ခက်တွေ့နိုင်တယ်။ဆိုတော့စာသမားတို့ညီကိုတို့အနေနဲ့ဂါနာရှင်နဲ့ပတ်သက်ပြီးတော့ဘယ်လိုထင်ပြချက်ရှိလဲ။မန်ချက်စတာယူနိုက်တက်ကပေါင်သက်80ဒီဒီကစားသမားဖြစ်သူကိုရောင်းထုတ်နိုင်ပါမလား။ ပြီးလို့ရှိရင်ရှက်စီတို့အာဆင်နယ်အသင်းတို့ဒီကစားသမားဖြစ်သူကိုခေါ်ဝင်နိုင်မလားဆိုတာညီကိုတို့ရဲ့မြင်လေးတွေဆွေးနွေးပေးကြပါဦးကျွန်တော်ဗီဒီယိုစာမှာပြောသွလိုပါပဲ ဒီနေ့ဗီဒီယိုဒေတာနောက်ကျတတဲ့ sorry ပါဆိုတော့အားလုံးပဲကျေးဇူးတင်ပါတယ်ဗီဒီယိုလေးကဒီလိုပါပဲချစ်ချူအားပေးတဲ့ညီကိုတူတယောက်ရှိတဲ့ကျေးဇူးများတင်ပါတယ်ကျွန်တော်တို့နောက်ထပ် message down နဲ့တဲ့အသင်းနဲ့ပတ်သက်ပြီးတော့သတင်းတွေဘယ်လိုထွက်ပေါ်လာမလဲဆိုတာစောင့်ကြည့်နေဗီဒီယိုတင်ဆက်ဖို့ရှိတဲ့အတွက်ကျွန်တော်ရဲ့ channel လေးကိုအတူတူစောင့်မျှော်ကြည့်ရှုဖို့ကျွန်တော်တောင်းဆိုပါတယ် message down နဲ့ပိတ်သက်တူတယောက်ချီတိုင်းနဲ့မြန်မာနိုင်ငံသူနိုင်ငံသားကဘာသူကဘာသားအပေါင်းတဘာဝပဲတွေအပေါင်းမအမြင်ဆုံးကင်းလွဲ့နိုင်ပြီးတော့စိတ်ချမ်းသာကြီးကိုယ်ကြီးကျန်းမာကြီးနဲ့အရာရာပြည့်စုံနိုင်ကြပါစေကြောင်းဆုတောင်းပေးနေ ကျွန်တော်ဗီဒီယိုလေးကိုဆုံးသက်လိုက်ပါတယ်အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်အားလုံးပဲโอเคပါ